မင်္ဂလာပါတစ္ဆာတရားနဲ့ကျေးဇူးတော်မှုတော်နဲ့ပြန်လည်ပြီးတော့ကျေးဇူးပါတယ်ကျွန်တော်ဒီနေ့မှာပြန်လည်ပြီးတော့ကျွန်တော်တင်ဆက်ခြင်းတဲ့အရာကတော့ဗာလဲဆိုလို့ရှိရင်ဆရာတော်ရှင်ဥက္ကဋ္ဌကနေမဲတဲ့မဲခွန်းတစ်ဆယ်ဖြစ်ပါတယ်အဲ့ဒါဗာလဲဆိုလို့ရှိရင်ကျွန်တော်ခရိယာနေရနေယုံကြည်တဲ့ဘုရားသခင်ဟာ၃ပါးတစုဖြစ်တယ်ဆိုတော့ဟာယုတ်တိမရှိဘူးဆိုတဲ့ဆွဆွဲချက်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီကျောက်ခွင့်ရတော့ပုံကျွန်တော်လုပ်တဲ့အခါမှာ ျွန်တော်တို့ပေါ့နော်တကယ်ကိုအားရစရာကောင်းတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ယုံကြည်သူတွေနဲ့တော့ပေါ့နော် တကယ်ကိုကျေးဇူးတော်ခံစားရတယ်ဆိုတာဟာကျွန်တော်အန်ကဦးမင်းတဲဖြစ်ပါတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့အခြေခါနောက်ကျောင်းကနေကိုက်ငီတဲ့အရာဖြစ်ရှင်းဖို့ရအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့အန်ကဦးမင်းတဲလို့လိုအပ်တယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ရတယ်ဒီမှာအဲ့ဒါကြောင့်ကျွန်တော်တို့ဒီကိုယ့်ရဲ့ context ပေါ့နော်ကျွန်တော်တို့ရဲ့အကြောင်းအရာနဲ့ကိုယ့်ရဲ့တိကျတဲ့အရာတွေ ကြီးပြင်းတဲ့အရာတွေနဲ့ပတ်သက်ပြီးမှပေါ့နော်ကိုက်ငင်အောင်ကျွန်တော်တို့ကိုဖြည့်ရှင်းပေးမှပေါ့နော်တင်ဆက်ပေးတယ်လို့ရှိတဲ့ဥစ္စာဟာတကယ့်ကိုကျွန်တော်တို့အတွက်ဂျေဇူရောဖြစ်တယ်ပြီးလို့ရှိရင်လည်းအန်ကုံမီတိုက်စီမှာလည်းကျွန်တော်ဂျေဇူတင်ချောင်းလည်းကျွန်တော်ထပ်ပြီးတော့ပြောချင်တယ်ဆိုတော့ခုတော့သူ့ဘယ်အချိန်ပေးရအောင်အားလုံးပဲမင်္ဂလာပါချစ်စွာသောညီကိုညီမအပေါင်းတို့ကြည့်ရှုနားဆင်နေကြတဲ့မိတ်ဆွေအပေါင်းတို့ ုရားရှင်ရဲ့အကောင်းကြီးကိုရပါစေလို့အရင်ဆုံးကျွန်တော်ဆုတောင်းမြတ်တာပို့သပါရယ်ဒီကနေ့တော့ကျွန်တော်ဖြေရမယ်အဖြေကမေခွန်းနံပါတ်30ဖြစ်ပါတယ်မေခွန်းနံပါတ်30ကိုဆရာတော်ရှင်ဥက္ကထမေးတဲ့အတိုင်းကျွန်တော်ပြန်ပြီးတော့မှ ပြောပြပါမယ်တကယ်လို့သာ၃ပါးတစုဖြစ်ရင် ထာဝရဘုရားနဲ့ယေရှုခရစ်ကတူညီသင့်တယ်လို့မဟုတ်ပါလားဒါပေမဲ့ဓမ္မဟောင်းကျမ်းကိုကြည့်လိုက်တဲ့အခါမှာထာဝရဘုရားကလက်စားချေဖို့ဟောထားတယ်ကို့သွားတစ်ချောင်းချိုးရင်သူ့သွားတစ်ချောင်းကိုလည်းချိုးပြရမယ်တဲ့ကို့မျက်လုံးတစ်လုံးကိုဖောက်ရင်သူ့မျက်လုံးတစ်လုံးကိုလည်းဖောက်ရမယ်တဲ့ဒါကထာဝရဘုရားရဲ့ ဟောထားတဲ့ညွန်ကြားထားတဲ့အပိုင်းဓမ္မသစ်ကျမ်းကိုကြည့်လိုက်တဲ့အခါမှာခရစ်တော်ကြားတဲ့အခါကျတော့ခရစ်တော်ရဲ့တရားကလက်စားမချီဘူးအဆုံးစွန်တိခံဖို့ဆိုပြီးတော့ဟောထားတယ်ဘယ်ဘက်ကပါကိုအရိုက်ခံရလို့ရှင်ညာဘက်ကပါကိုလည်းပဲရိုက်ပါစေဦးနဲ့အဲ့တော့ဒီအဖဖះရနဲ့ တားတော်ကပြောင်းပြန်ဆန့်ကျင်ဘက်ကြီးကွဲမနေဘူးလားဒီလောက်တော်မှကွဲလွဲနေတာကို၃ပါးတစုလို့ခင်ဗျားတို့ကဘာကြောင့်ပြောနေကြရတာလဲဒါကဆရာတော်ရှင်ဥက္ခရမေးတဲ့မေးခွန်းအတိုင်းကိုကျွန်တော်ဖတ်ပြီးတော့မှပြောပြခြင်းဖြစ်ပါတယ်အဲ့တော့ဒီနေ့ဖြေရမယ့် အမေးပုံစံနံပါတ်30ကအင်မတန်ကိုအရေးကြီးတဲ့မိကွန်းတစ်ခု ဖြစ်ပါတယ်ခရိယန်တွေအတွက်အထွတ်အမြတ်ဆုံးယုံကြည်ချက်က၃ပါးတစုကိစ္စကိုယုတ်တိမရှိဘူးလို့ဆရာတော်ရှင်ဩဃရကကိုကားချက်ညွန့်ချက်တွေနဲ့အတိလင်းမေးထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကတင်ချာသမားဆိုတဲ့အခါကျတော့ဒီမေကွန်းကို ကျောင်းသင်္ချာပုံစံနဲ့ကျွန်တော်အကွက်ချပြီးတော့မှပြန်ပြီးတော့မှစီစစ်ပါပြန်စီစဉ်လိုက်ပါတယ်အဲ့တော့အခေယသင်္ချာနည်းနဲ့ဒီမိကုန်းကိုတိဆောက်တဲ့အခါမှာကျွန်တော်ဘာတွေ့ရလဲဆိုလို့ရှိရင်နံပါတ်1ဘာတစုသာအမှန်ဖြစ်ခဲ့လျင်ထာဝရဘုရားဒီလည်းပဲယေရှုခရစ်ယေရှုခရစ်ဒီလည်းပဲ တန့်ရှင်သောဝိညာဉ်တော်တန့်ရှင်သောဝိညာဉ်တော်ဒီလည်းပဲသာဝရဖျားဖြစ်ရပေးလိမ့်မယ်လို့ဆိုလိုပါတယ်။ဒါပေမဲ့နံပါတ်1သာဝရဖျားရဲ့လမ်းစဉ်ကိုကြည့်တဲ့အခါမှာလက်စားချီတဲ့စနစ်ဖြစ်နေတယ်။နံပါတ်3တားတော်ယေရှုခရစ်ရဲ့လမ်းစဉ်ကြတဲ့အခါကျတော့လက်စားမချီတဲ့တိခံတဲ့စနစ်ဖြစ်နေတယ်။အဲ့တော့အဲ့ဒီလမ်းညွှန်ချက်လမ်းစဉ်တစ်ခုကလုံးဝပြောင်းပြန်ဖြစ်နေတယ်။ ဒါကြောင့်မလို့ထာဝရဘုရားဟာယေရှုခရစ်မဟုတ်ထို့ကြောင့်သုံးပါးတစုအတူတူဆိုတဲ့ယုံကြည်ကယုတ်တိမရှိဘူးလို့ဒီလိုမျိုးမျိုးကုန်းကိုကျွန်တော်ခွဲခြားပြီးတော့မှကြည့်လိုက်ပါတယ်အဲ့တော့ပေးထားချက်အခရာတင်ချာရဲ့ပေးထားချက် geometry ရဲ့ပေးထားချက်နံပါတ်1မူလအမေကိုကနဦးစတင်တဲ့အခါမှာဆရာတော်စခဲ့တဲ့စကားက တကယ်လို့သာလို့ဆိုတာနဲ့အခြေခံမင်းစတင်တိဆောက်ထားတာဖြစ်တယ်။တူညီသင့်တယ်မဟုတ်ပါလားဆိုတာနဲ့ကြိုတင်စီရင်ချက် prejudice နဲ့အဲ့စကားနဲ့အဆုံးသတ်ထားတာကိုကျွန်တော်လေ့လာတွေ့ရှိရတယ်။ဒီတကယ်လို့သာနဲ့တူညီသင့်တယ်မဟုတ်ပါလားဆိုတဲ့စကားရဲ့အနေအထားကိုဆင်ခြင်တဲ့အခါမှာဘယ်အခါမှကျွန်တော်တို့သုံးကြလဲဆိုလို့ရှိရင်မတေကြတဲ့အဲ့ကြောင့်မလို့ကျွန်တော်တို့ ြောကြတာဖြစ်ပါတယ်အတိအကျသိလို့ပြောတာမဟုတ်ပါဘူးအဲ့တော့အဲ့ဒါကယူဆချက်ကျွန်တော်တို့စီဝိုင်းပညာစကားနဲ့ပြောမှဆိုရင် hypothesis ဆိုကြပါစို့ဒီလိုဖြစ်တယ်ဆိုရင်ဒီလိုဖြစ်မှာပေါ့လို့ဆိုတော့ကျွန်တော်တို့တစ်ခုခုကိုတိဆောက်ပြီးတော့မှနောက်တစ်ခုဒီလိုဖြစ်မယ်လို့ကျွန်တော်ယူဆပြီးတော့မှကျွန်တော် theory တွေထုတ်လို့ရှိပါတယ်အဲ့တော့ပေးထားချက်၄မှာကြတဲ့ခါကျတော့ယူဆချက်ကိုထောက်ခံခြင်းမရှိတဲ့အတွက်ကြောင့်မလို့ကောက်ချက်ဆွဲလိုက်တယ်ဏီကုံ တတ်လိုက်တဲ့ဟာကမဖြစ်နိုင်ဘူးယုတ်တိမရှိဘူးလို့ပြောတယ်ဒါကြောင့်မလို့ပေးထားကြနံပါတ်1နဲ့နံပါတ်4ကမေးတဲ့သူရဲ့အခွင့်အရေးအခြေခံအခွင့်အရေးလွတ်လွတ်လပ်လပ်သဘောထားဒါလျှင်ဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီတင့်တဲ့လေးကကျွန်တော်ဖြေရမယ့်အချက်မဟုတ်ပါဘူးတကယ်တော့ကျွန်တော်ဖြေရမယ့်အချက်ကနံပါတ်1နဲ့နံပါတ်3ကိုဖြေရမှာဖြစ်ပါတယ်အဲ့တော့ အဓိကပဋိပက္ခဖြစ်နေတာကလက်စားခြေစနစ်နဲ့လက်စားမခြေတိခံစနစ်ရဲ့ပဋိပက္ခဖြစ်နေတဲ့အကြောင်းအရာကိုအဓိကကျွန်တော်ဖျက်ရမှာဖြစ်တယ်။အဲ့တော့လက်စားခြေစနစ်ဆိုတဲ့ဟာကိုကျွန်တော်လေ့လာကြည့်တဲ့အခါမှာလက်စားခြေစနစ်ဆိုတော့မှကောက်ချက်ယူရတဲ့အခြေခံတဲလွန်စကကိုယ်သွားတစ်ချောင်းချိုးရင်သူ့သွားတစ်ချောင်းကို ချိုးရမယ်။ကိုယ်မျက်လုံးတစ်လုံးကိုဖောက်ရင်သူ့မျက်လုံးတစ်လုံးကိုလည်းဖောက်ရမယ်။ အဲ့ဒီကောက်ချက်စကားဘယ်ရရတယ်ရှာတွေ့တဲ့ခါမှာမောရှိရေးထားတဲ့ထွက်မြောက်အကျမ်းအခန်း27ဝကျနံပါတ်24မှာအဲ့ဒါရေးထားတာကိုဆရာတော်ရှင်ဥက္ကရာကကောက်ယူပြီးတော့မှဝေဖန်မေးထားတာဖြစ်ပါတယ်အဲ့တော့ context လို့ခေါ်တဲ့စကားစက်နဲ့တကွအဲ့ဒီကျမ်းပိုက်ကိုလေ့လာတဲ့အခါမှာထွက်မြောက်ရာကျမ်းအခန်း27ဝကျ1 မှာဥစွာရေးထားတာဘာရေးထားလဲဆိုရင်ရေးထားတဲ့အတိုင်းကျွန်တော်ဖတ်ပြပါမယ်။ထာဝရဘုရားကလည်းတင်သည်ဣသရေလအမျိုးသားတို့၌စီရင်ရသောဓမ္မတတ်ဟူမူကားဆိုတော့မှစတင်ထားတာဖြစ်ပါတယ်။အဲ့လိုရေးထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဘာနားလည်လိုက်တဲ့ဆိုလို့ရှိရင်လူမှုကိစ္စအရရမှာ တွေ့ကြုံလာနိုင်တဲ့ပြဿနာတွေကိုစီရင်ဖို့အတွက်တရားစီရင်ရန်ဥပဒေများဖြစ်တယ်ဆိုတော့ကျွန်တော်ဒီလိုနားလည်လိုက်ပါတယ်အဲ့တော့ကျွန်တော်ကိုယ်တိုင်ဥပဒေသင်တန်းတွေကိုဗမာပြည်မှာတက်ခဲ့စဉ်တော့ဟာမူရာဘီရဲ့ကိုဒဥ၄ဆိုပြီးတော့မှသင်ကြားရတာကဘာလဲဆိုရင် an eye for an eye ဆိုတော့ကိုကျွန်တော်ဖတ်ခဲ့ဘူးလေအဲ့လိုဖတ်ခဲ့ဘူးဝင်မဲ့လို့ထွတ်မြောက်ရာကြံတဲ့ကလာတဲ့စကားပါလို့ဘယ်ဆရာမှကျွန်တော်ကိုကျွန်တော်တို့ကိုမပြောခဲ့ကြဘူးအကြည့်မယ်ဆိုလို့ရှိရင်တိုင်းပြည်အများမှာကိုပိုင်တီးကြဥတွေတွေရှိပေမဲ့လို့လည်းပဲအဲ့ဒီဥပဒေတွေအကုန်လုံးဟာကိုဒဥပဒေကိုမန်တိုင်ပြုတ်ပြီးတော့မှ မိပြုတော့မှရေဆွဲချတာဖြစ်ပါတယ်။ဥပမာအဖြစ်လူတက်လို့ရှိရင်ဟလာအာ degree number 1ဗမာပြည်မှာဆို3အနှစ်အဲ1ပေါ့ဗျာ။အဲ့တော့အာက3အနှစ်ကကြီးအာလူကိုသေစေလို့ဖို့နဲ့အဲတက်တာဖြစ်တဲ့တောင်မလို့တော့သေစားသေကြီးအသေးတံကိုပြစ်ခံရမယ်ပြစ်တံခံရမယ်လို့ရေးထားတာအတခြားနိုင်ငံတွေလည်းသူတို့ရဲ့အပြစ်စီရင်ချက်စာတွေကိုဥတွေတွေမှာရေးထားတာကလည်းပဲ ခုနကပြောခဲ့တဲ့ကိုဒဥပဒေ NI for NI ဆိုတဲ့အပေါ်မှာမူတည်တော့မှသူတို့နေယူတော့မှပြန်ရေးထားကြတာဖြစ်ပါတယ်အဲ့တော့ဥပဒေတွေကိုဘာလို့လုံးလောက်အောင်လုပ်ရလဲစဉ်းစားလိုက်ခါမှာဥပဒေတွေကိုပြဋ္ဌာန်းထားတဲ့ရွေချက်ကတော့လူအများငြိမ်းချမ်းတာယာစွာနေထိုင်နိုင်ရေးအတွက်သာလင်ဖြစ်ပါတယ်ဒါအဓိကတစ်ချက်ပါကဲကောင်းပြီခုနကကျမ်းသစ်မှာရေးတဲ့ လက်စားမချေတိခံစနစ်ကိုကျွန်တော်တို့ပြန်ကြည့်ရအောင်လက်စားမချေတိခံစနစ်လို့ဖော်ပြထားတာကဘယ်မှာရေးတာလဲဆိုလို့ရှိရင်ရှင်မတ်တဲခရစ်ဝင်အခန်း9ဝတ်ချက်အမှတ်စဉ်36မှာရေးထားတာဖြစ်ပါတယ်ရေးထားတဲ့စာအတိုင်းကျွန်တော်ဖတ်ပြပါမယ်နှောင့်ရှက်တော်သူကို မစီတာနဲ့သင်ဤပါတစ်ဖက်ကို သူတစ်ပါးပုတ်လျင်ပါတစ်ဖက်ကိုလှည့်၍ပေးဥလောဟူ၍ခရစ်တော်ရဲ့ တင်ကြားချက်ပဲဖြစ်ပါတယ်အဲ့တော့ကျမ်းသစ်ထဲမှာရှင်မတ်သေးရဲ့အခန်းငါးတစ်ခုလုံးကဘာအကြောင်းကိုဟောတာလဲဆိုလို့ရှိရင်မင်္ဂလာတရားအမင်္ဂလာတရားဆောင်းရန်ရှောင်းရန်အဲ့ဒီအဓိကအချက်တွေရဲ့အကျဉ်းချုပ်ကိုကျမ်းစာဖတ်ရသူတန်းတို့ကိုရှင်းရှင်းလင်းလင်းလေးအဲ့ဒီမှာဖော်ပြထားတာဖြစ်ပါတယ် အဲ့ဒီတင် जा ချက်လက်စားမချေတိခံစနစ်ရဲ့ရွေချက်ကလူမျိုးမရွေယုံကြည်ကွဲပြားတဲ့ဘာသာဝါဒမရွေနေထိုင်ရာနေရာဒေသနိုင်ငံမရွေလူသားအလုံးငိမ့်ချမ်းစွာ အတူတကွနေထိုင်ရေးအတွက်သာလျင် ဖြစ်ပါတယ်။ဒါကြောင့်မလို့လက်စားချေစနစ်နဲ့လက်စားမချေတဲ့တိခံစနစ်ဘယ်စနစ်ပဲဖြစ်စေ ငင်းလို့မရတဲ့ဘုံတူညီချက်ကအဓိကက လူသားအလုံးငိမ့်ချမ်းตายစွာ အတူတကွနေထိုင်ရေးဖြစ်နေတာကိုကျွန်တော်လေ့လာတွေ့ရှိရပါတယ်အဲ့တော့သင်္ချာနီးရဆက်ပြောမယ်ဆိုလို့ရှိရင်သာရဖရာရဲ့ဝါဒနဲ့သားတော်ခရစ်တော်ရဲ့ဝါဒနှစ်ခုစလုံးကဘုံတူညက်ဘုံတူညီချက်ကတထက်သေးဖြစ်နေတဲ့အကြောင်းမလို့တွေ့နေရမတူဘူးရှုထောင့်လည်းမတူဘူး နီးပြူဟာလည်းပဲမတူဒါပေမဲ့လို့လည်းပဲတူညီတဲ့ရလအဖြေကငိမ့်ချမ်းตายာရေးဆိုတဲ့ဟာဖြစ်နေတဲ့အတွကြောင့်မလို့เนาะသာရဖះနဲ့သာတော်ခရစ်တော်မှာဝိဝါဒပฏิပက္ခမဖြစ်ဘူးဆိုတာကိုကျွန်တော်ဒီလိုထင်ရှားစွာတွေ့ရပါတယ်တနည်းပြောမှာဆိုလို့ရှိရင်ယနေ့မျက်မှောက်ခေတာရကတခုကိုမြင်မိတာဗာလဲဆိုရင အမေရိကန်ပြည်မှာပြင်ပြီးတော့နယူးယောက်ကနေတော့ဗမာပြည်ကနေတော့ရန်ကုန်သွားတဲ့ခီးစဉ်ဆိုကြပါစို့အဲ့လေရင်ခီးစဉ်ကိုကြည့်မယ်ဆိုလို့ရှိရင်အရှိဘဲလန်ခီးဖြစ်တဲ့အင်္ဂလန်ကနေတဆင့်ဟဲ့အမေရိကလေကြောင်းနဲ့ပဲသွားသွားအနောက်ဘက်လန်ခီးဂျပန်လေကြောင်းနဲ့ဂျပန်နဲ့တဆင့်သွားသွားအရှိဘက်လန်ခီကိုသွားစီဖြစ်စေအနောက်ဘက်လန်ခီကိုသွားစီဖြစ်စေရန်ကုန်မြို့ကိုတော့ရောက်ကြတာပဲဖြစ်ပါတယ် ဲ့တော့အရှိဘက်လန်းခင်းနဲ့အနောက်ဘက်လန်းခီးကပြောင်းပြန်ပဋိပက္ခရေးဖြစ်နေပင်လို့လည်းပဲတူညီတဲ့ရည်မှန်းချက်ကတော့မလွဲဧကန်ရောက်လင်မှာအတူတူပဲဖြစ်ပါတယ်။ဒါကြောင့်မလို့သာရဘုရားရဲ့မူဝါဒနဲ့သာတော်ခရစ်တော်ယေရှုရဲ့မူဝါဒဟာပြောင်းပြန်ဆန့်ကျင်ပဋိပက္ခဝိယောဓိဖြစ်နေပင်လို့ပဲဘုံရည်မှန်းချက်ထပ်တူညီတဲ့အဆင့်ကို ဆက်ရောက်နေတဲ့ကြောင့်မလို့ဆရာတော်ရှင်ဥက္ခရတိဆောက်ယူတဲ့ယူဆဝေပန်းချက်ကမှားယွင်းနေပါတယ်လို့ပဲကျွန်တော်အဖြေထွက်ပါတယ်အဲ့တော့အဖြေတော့အဖြေလို့ပြီးပြီဆရာတော်ရှင်ဥက္ခရက၃ပါးတစုကိစ္စအတွက်ကိုတိဆောက်ယူရတဲ့အမေးပုံစံနဲ့ဖြေတဲ့အဖြေပြီးဆုံးသွားပေမယ်လို့လည်းပဲ၃ပါးတစုကိစ္စနဲ့ပတ်သက်ပြီးတော့မှကျွန်တော်လေ့လာတွေ့ရှိရတဲ့ ချက်အနှဲငယ်တချို့ကိုဆက်လက်ပြီးတော့မှမျှဝေပေးကြပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်အချို့ခရီးယံအများစုကလည်းပဲအဲရောရောချွတ်တွေဖြစ်နေတာလေးတွေကျွန်တော်မြင်ရလို့ပါ။ကျွန်တော်ဘလုံတွေ့လဲဆိုတော့ကျွန်တော်ပြောပြပါမယ်။အဲ့တော့နမကျန်းစာရဲ့ဘယ်အစိပ်ပိုင်းမှာပဲကြည့်ကြည့်ကျန်းစာတစ်ခုလုံးကိုလှန်လှော့ကြည့်။၃ပါးတစုလို့ခရီးယံအများစုပြောတဲ့ Trinity ကိစ္စနဲ့ပတ်သက်ပြီးတော့မှသီးသန့်ကွဲကွဲခြားခြားရေးထားတာလုံးဝမရှိပါဘူး။ဒါပေမဲ့လို့ကျွန်တော်တို့ခရိယန်တရားဟောဆရာများတရားဟောတဲ့အခါမှာသုံးပါးတစုဆိုတဲ့စကားကိုမကြခဏမိတ်ဆက်တင်ပြတဲ့အတွက်ကြောင့်မလို့ခရိယန်များအတွက်ကတော့ဒီဝေါ်ဟာရကတော့မေးစရာမရှိငင်းချက်မရှိ အလိုအလျောက်ရင်းနှီးပြီးသားလက်ခံပြီးသားဖြစ်နေတာပါကျွန်တော်အနေနဲ့ ရွှေစင်မျိုးဆက်ကဗုဒ္ဓဘာသာခရစ်တော်ကိုယုံကြည်လက်ခံလာတဲ့အခါမှာတမန်ကျမ်းစာဆိုတာပါလေဘသူတွေရေးတာလဲဘာတွေရေးထားတယ်လဲဘယ်လိုလဲဘယ်တုန်းကစကားတွေလဲဘာကိုအခြေခံထားတဲ့အယူဆတွေလဲအမြင့်မှန်တဲ့တစ္ဆာတရားလားအချိန်တစ်ခုမှာတော့မှန်ခဲ့ပြီးတော့မှအခုပြစ်ဆုံးပါမှာပြောင်းလဲသွားပြီလားဒီကျမ်းစာကိုဖတ်လို့ကျွန်တော်အတွက်ဘာများအသုံးတည့်မှလဲ ျွန်တော်ရဲ့မိသားစုတကောဘာများအဆုံးတက်မှာလဲစတဲ့မေကွန်ပေါင်းမြောက်များစွာနဲ့ယနေ့တိုင်ကျွန်တော်စံစာကိုဖတ်တဲ့အခါတိုင်းမှာအာယုံစိုက်ပြီးတော့မှလိလာသူတေသနာပြုတာဖြစ်ပါတယ်ဒါဖြစ်ရင်သုံးပါးတစုကိစ္စပြန်ဆက်မယ်သုံးပါးတစုကိစ္စလို့ပြောတဲ့အခါမှာတည်ကျင်လာတာကသုံးပါးပေါင်းစုံတော့မှဖျားလို့ပြောတာလားဒါမှမဟုတ်တစ်ယေရှုခရစ်တော်ဒီပင် ာဝရဖရာဖြစ်သလားနံပါတ်1ထာဝရဖရာဒီပင်တန့်ရှင်းသောဝိညာဉ်တော်ဖြစ်သလားနံပါတ်3တန့်ရှင်းသောဝိညာဉ်တော်ဒီပင်လျင်ယေရှုခရစ်ဖြစ်သလားဒါကျွန်တော်မေးတဲ့မေးခွန်းသို့မဟုတ်နောက်တနည်းပြောအောင်ဆိုလို့ရှင်တဆူဒီသောဖရာကနေပြီးတော့မှပုံကိုသုံးပါခွဲထွက်သွားတာလားကျွန်တော်တို့ကြောင်းမှာဝတ္ထုဖတ်စဉ်ကဖတ်ခဲ့ရတဲ့စာစာတစ်ပိုက်ရှိပါတယ် နှလွာပေါင်းမှတရွက်ဖြစ်တယ်ဆိုရက်ဆွဲတော်ရွက်လိုမျိုးဒီပုံကို၃ပါးစုံတော့မှဖျားဖြစ်တယ်လို့ဆိုလိုပါလားမြေခွန်းလားအများကြီးပါပဲအော်တချို့တချို့သောသူတွေအတွက်ကိုအင်္ဂလိပ်စကားနဲ့မေးတော့မှအဆင်ပြေမှာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တတ်တော်မှတ်တော်နည်းနည်းလေးအင်္ဂလိပ်လိုကျွန်တော်မြေခွန်းလေးမေးထားတာရှိပါတယ် The question is is that so called trinity meant to be. Number one, three individuals are combined to be one God. Or, number two, the entity of one God is able splitting into three different entities. Or, another one, is that so called Jesus Christ is also the Father God? Number two, is that so called the Father God is also the Spirit. Or, another one, is that so called the Holy Spirit is also Jesus Christ? The answer I learned none of the above. အပေါ်ကမေးခဲ့တဲ့မေးခွန်းတစ်ခုမှ not <laughs> mamu. Then what? Ero bale. The truth, the get mandiaga bale suin. Number tip, number one, Father God is creator. Number two, Jesus Christ is representative of the Father. Number three, Holy Spirit is the representative of Jesus Christ. And number four, the three are together even before the creation ဒါကျမ်းစာထဲမှာကျွန်တော်တွေ့တဲ့ဟာတွေကိုကျွန်တော်ခြာရေးထားဖြစ်ပါတယ်အဲ့တော့ဆက်ပြီးတော့မှညီမလို့ကျွန်တော် session ပြရအောင်ကျွန်တော်ကိုယ်တိုင်ကျမ်းစာကိုလေ့လာဆင်ခြင်တဲ့အခါမှာသဘောပေါက်လားနားလည်လာတဲ့ယုံကြည်ချက်ကိုနည်းနည်းလေးမျှဝေပေးပါမယ်ရတဲ့အဖြေကသားတော်ယေရှုခရစ်သည်အဖခမည်းတော်ဖရာမဟုတ်ပါတန့်ရှင်းသောဝိညာဉ်တော်သည်လည်း ယေရှုခရစ်တော်မဟုတ်ပါအဖခမည်းတော်သည်လည်းတန်ရှင်သောဝိညာဉ်တော်မဟုတ်ပါ ထို့ကြောင့်သုံးပါးတစုဆိုဒီမှာကဘာဦးမတိုင်မီကလေးကဖန်ဆင်းခြင်းကာလတွင် ခမည်းတော်သားတော်တန်ရှင်သောဝိညာဉ်တော်သုံးပါးစလုံးအတူရှိနေခဲ့ပါတယ်အဲ့ဒီသုံးပါးအစုဒီ၎င်းတတိတခြားတပါးချင်းစီဒီ၎င်းအပြန်အလှန် ထောက်ကူပို့ဆောင်ကိုစားပြုနေကြတဲ့အတွက်ကြောင့်မလို့တဆူဒီသောဖရာကိုရည်ညွှန်းနေတာဖြစ်ပါတယ်။တနည်းအားဖြင့်ခမည်းတော်တားတော်ဝိညာဉ်တော်ဖရာသုံးပါးဟာတဆူဒီသောဖရာဖြစ်ပါတယ်။ကျွန်တော်ဒီအဖြေကိုကျွန်တော်ဘယ်လိုရလဲဆက်ရှင်းအောင်။ကျွန်တော်တင်ပြတဲ့ယုံကြည်ချက်ကိုအထောက်အထားအနေနဲ့ပြောမယ်ဆိုလို့ရှိရင် ကဘာဦးကြမှာကြည့်တဲ့အခါမှာလူကိုဖန်ဆင်းတဲ့အခါမှာငါတို့ဤတဒံနဲ့အတူဆိုတဲ့ဇာတ်ကိုကျွန်တော်အလေးပြုမိပါတယ်။ဖန်ဆင်းခြင်းတွေကို ပြုခဲ့တဲ့ထာဝရဘုရားနဲ့အတူငါတို့ဤဆိုတဲ့ဇာတ်ကအသိဝင်အချုပ်သူတဘာတည်းမဟုတ်ဘူးအခြားသူများလည်းရှိတယ်လို့အိဗေရသဘောပေါက်ပါတယ်။ဒါဖြစ်ရင်ကောင်းပြီဘယ်နှစ်ယောက်လဲဆက်မေးစရာရှိတယ်။အာ အဲ့ဒီမှာအတိကျရေးမထားပါဘူးအဲ့တော့ဒါကြောင့်မလို့ငါတို့ဤဆိုတဲ့စကားအတိကျဖော်ပြထားခြင်းမရှိတဲ့ကြောင့်မလို့ပဟေလိကျွန်တော်စဉ်းစားစရာတခုဖြစ်လာပါတယ်ဒါပေမဲ့ရှင်ယောဟန်ခရစ်ဝင်အခန်း16ဝကျနံပါတ်5ကိုရမှာကြောက်ရောက်တဲ့အခါကျတော့အဲ့ဒီအချိန်မှာသခင်ခရစ်တော်က ဆူတောင်းတဲ့နောက်ဆုံးအချိန်မှာဆူတောင်းတဲ့ဇကားလေးဖြစ်ပါတယ်အဲ့ဒါကဘလို့သူဆူတောင်းနေဆိုလို့ရှင်အိုးအဖာဤကဘာမတီမရှိမီအထံတော်၌အကျွန်ုပ်ခံစားရသောဘုံအသေးရင်နှင့်ယခုတွင်လည်းအကျွန်ုပ်ကိုအထံတော်၌ချီးမြှောက်တော်မူပါဒီဇကားကအင်္ဂလိပ်လိုသူပြောလို့ဆိုရင် he pray now father glorify me in your presence with the glory I share with you before the world was created. အဲ့ဒီစကားလေးကိုထောက်ပြီးတော့မှကျွန်တော်မြင်လိုက်တဲ့အရာဘာလဲဆိုလို့ရှိရင်ဒီဟာကခရစ်တော်ကယန်သူလက်ကိုမကြမီမှာဆူတောင်းထားတဲ့အချက်တည်းကအရာဖြစ်တယ်။ဒါကြောင့်မလို့ဒီစာကဘာဝန်ခံထားလဲဆိုလို့ရှိရင်ကဘာကြီးကိုမတီးမီကြတဲ့ကကဘာကြီးကိုဟိုဖျားသခင်က let there be god let there be light စသဖြင့် let there be something creation ဆိုတော့မပြောခင်ကတည်းကသားတော်နဲ့ခမည်းတော်ကအတူတူရှိနေတယ်လို့တေချာပေါ့ကျွန်တော်ဒီစကားကကျွန်တော်ပြောထားတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ခုနကပြောလိုမျိုးအတူတူရှိတယ်အဲ့တော့ဆက်ဖက်တော့ခါဘာတွေ့ရလဲဆိုလို့ရှိရင်နောက်တနေ့မှာရှင်ဟောအခန်းကြီး16ဝါကျအမှတ်စဉ်9ကိုကြည့်တဲ့အခါမှာသခင်ယေရှုခရစ်တော်ကပြောတဲ့စကားငါမတော်လျင်ဥပ္ပဇေဆရာသည် တင်တို့စီတို့မလားငါသွားလျင်ထိုသူကိုတင်တို့စီတို့ငါလွှတ်မည်အခန်းဆက်ကြောင့်ဝကြအမှတ်စဉ်73မှာတွေ့တဲ့အခါကျတော့တမာတရားနှင့်ပြည့်စုံသောထိုဝိညာဉ်တော်သည် ရောက်လာသောအခါတမာတရားကိုတင်တို့အားအကျွင့်မဲ့တွန်တင်ပြတာလိမ့်မည်ဟု၏ဖတ်ရပါတယ်အဲ့ဒီခါကျတော့ဒီကြမ်းကြက်တစ်ခုကကျွန်တော်ခုနကကျွန်တော်ပြောသွားတဲ့စကားကိုအထောက်အပံ့ပေးလိုက်တာ ဲ့တော့ထပ်ပြီးတော့မှ ပြောရမယ်ဆိုလို့ရှိရင်ခုနပြောပြီးသားကိုကျွန်တော်ဒီချိန်နောက်ဒီချိန်ထပ်ပြောရမယ်သားတော်ယေရှုခရစ်သည်အဖခမည်းတော်ဖရာမဟုတ်တန်ရှင်းသောဝိညာဉ်တော်သည်ယေရှုခရစ်တော်မဟုတ်အဖခမည်းတော်သည်တန်ရှင်းသောဝိညာဉ်တော်မဟုတ်ထိုသုံးပါထို့ကြောင့်သုံးပါတစုဆိုသည်မှာကဘာဦးမတိုင်မီကလေးကဖန်ဆင်းခြင်းကာလမှာ ခမည်းတော်သားတော်တန့်ရှင်းသောဝိညာဉ်တော်သုံးပါးစလုံးအတူတူရှိနေတယ်လို့ထင်ရှားပါတယ်။ဒါကြောင့်မလို့အဲ့ဒီသုံးပါးအစုတည်၎င်းတတိတခြားတစ်ပါးချင်းစီ၎င်းအပြန့်အလှန်ထောက်ကူပို့ဆောင်ကိုစားပြုနေကြတာဖြစ်ပါတယ်။ဒါကြောင့်မလို့အဲ့ဒီသုံးပါးစလုံးကတဆူဒီသောဖျားလို့ကျွန်တော်တို့ဖျားလို့ပြောလိုက်တဲ့စကားမှာတဆူဒီသောဖျားကိုညှို့နေတာဖြစ်တယ်။ ဒါကြောင့်မလို့ခမည်းတော်ဖရာသားတော်ဖရာဝိညာဉ်တော်ဖရာသုံးပါးတစုဟာတစုတည်းသောဖရာဖြစ်ပါတယ်။နောက်တစ်ဆင့်ထပ်ပြီးတော့မှကျွန်တော်သဘောပေါက်နားလည်တာကကန်ဦးကာလမှာအဖခမည်းတော်ကပရောဖက်တွေကနေတော့တဆင့်လူတွေနဲ့ဆက်သွယ်တယ်။အဲ့ဒီပရောဖက်တွေကြံနေခဲ့တဲ့ကွက်လက်တွေကိုဖြည့်ဖို့အတွက် သားတော်ကိုဆေလွတ်လိုက်ပြီးတော့မှလူတွေနဲ့ထပ်ဆက်သွားတယ်။သားတော်ရှင်ပြန်ထမြောက်ပြီးသွားတဲ့နောက်ယနေ့အတိုင်းကျွန်တော်တို့ကိုတန့်ရှင်းသောဝိညာဉ်တော်မှတဆင့်ထားတော်ဖရာကဆက်သွယ်နေတယ်။ဒါကြောင့်မလို့ခုနကကျွန်တော်ပြောသလို representative ကိုယ်စားလှယ်တွေဖြစ်တယ်။ထာဝရဖရာကကျွန်တော်တို့ကို ရစ်တော်မတိုင်မီကသူ့ရဲ့ကိုစားပြုတဲ့ prophet တွေနဲ့ဆက်သွယ်တယ်။ prophet တွေခေကုံသွားပြီးတဲ့အခါကျတော့ယေရှုခရစ်နဲ့ဆက်သွယ်တယ်။ယေရှုခရစ်အချိန်ချိန်ကုံသွားပြီးတဲ့အခါကျတော့ယနေ့တန်ရှင်သောဝိညာဉ်တော်နဲ့ကျွန်တော်တို့ကိုဆက်သွယ်နေတယ်။ဒါမှမဟုတ်တားတော်သည်အဖခမည်းတော်ရဲ့အထူးကိုယ်စားလှယ်ပုံကိုဖြစ်တယ်။တန်ရှင်သောဝိညာဉ်တော်သည်လည်းပဲအဖခမည်းတော်ရဲ့အထူးကိုယ်စားလှယ်ပုံကိုဖြစ်တယ်။အဲ့ဒါကြောင့်မလို့ သုံးပါးတစုဆိုတဲ့ကိစ္စဟာတသိတခြားစီဂုံအင်ကအစွမ်းတတ္တိကွဲပြားခြားနားတဲ့ပုံကို သုံးပါးစုံစည်းပေါင်းဆက်ခြင်းမဟုတ်ဘူးမူလကလေးကဒီသုံးပါးစလုံးကပေါင်းဆက်ထားပြီးတဲ့တစုရီသောဖျားဖြစ်တယ်လို့ကျွန်တော်ဒီလိုနားလည်သဘောပေါက်ပါတယ်အဲ့တော့ညီကိုတို့ကျွန်တော်နဲ့အတူခရက်ညီကိုတို့မှလည်းပဲယုံကြည်ချက်တစ်မျိုးမျိုးရှိပါလိမ့်မယ် ကွဲလဲခြင်းကွဲလောင်းကွဲလဲကောင်းကွဲလဲပါလိမ့်မယ်သို့တော့ကိစ္စမရှိပါဘူးအဲ့ဒီကွဲလဲတဲ့အရာကိုကျွန်တော်တို့နောက်တစ်ချိန်ဒူခြင်းတွေ့ဆုံတဲ့အခါမှာကျွန်တော်တို့ဆက်လိုက်ပြီးတော့မှဆွေးနွေးလို့ရပါတယ်အားလုံးကိုကြားရှင်ကောင်းကြီးပေးပါစေ